ို့ဒီဝတ္တနာရှင်များအားလုံးမင်္ဂလာပါနော်ဒီနေ့မှလည်းမျိုးတို့တွေ okay တယ်နော်ကျမပြောတယ်မနေ့ကတော့အကောင်းဆုံးနော်ကျမဖွဲ့တည်ဦးတင်အကောင်းဆုံးရောက်ဖို့ပြတာမဟုတ်နော်နေ့တိုင်းကမျိုးတွေလည်းမမြင်တဲ့အတိုင်းပဲနော်မနေ့ကလည်း okay ဒီနေ့လည်း okay ကီယာငါတုံညာတုံကီနော်ပတိယာငါတုံညာပတိနော်အဲ့မှာ main နေရာနေပြီးတော့၄၅ဆိုပြီးတော့ဘရိကူနော် ဲ့တော့မျိုးတို့အနေနဲ့ကလည်း blue bravo ရရတယ်ဆိုတော့ဝင်ပြီးတော့မှန်တယ်ဦးနော်ကျမမနေ့ကတော့တစ်ခါမှားတယ်ကျမအကောင်းဆုံးရှာဖွေပေးမယ်လို့နော်မျိုးတို့အနေနဲ့ကလည်းဒါလေးဝင်မှန်းတာဘာမှအပန်းမကြည့်ဘူးနော်အဲ့တော့ကျမညံ့နေတဲ့အတွက်ကိုကျမတင်ပေးမှာဖြစ်တယ်နော်အဲ့တော့မျိုးတို့အနေနဲ့လည်း blue bravo ရတယ်ဆိုတော့ဝင်ပြီးတော့မှန်တယ်ဦးနော်မှန်လို့ကျမတို့တပြတ်တစ်ချက်မှပေးစီရမလို့နော်ကျမကလည်းဩ blue bravo ရတယ်ဆိုတော့ကြည့်ပြီးတော့ ဒါကိုလည်းဝမ်းသာတယ်ပီတိဖြစ်ကြတယ်နော်အဲ့တော့ကျွန်မလည်းအကောင်းဆုံးတော့ရှားပေးတယ်အဲ့ဒါပြီးတော့မျိုးတို့ရေဒီဘက်မှာဆိုရင်ကျွန်မရဲ့ဖွယ်ဝင်မျိုးကျွန်မကဇာတုပတိရှစ်တလုံးပေးထားတာဖြစ်တယ်နော်ကျမရောက်လာဆိုရင်ဒီကက်ကလေးဖြစ်တယ်ဒီကက်ကလေးကိုကျမ၃ရက်အတွင်းအာမခံပေးထားတယ်နော်အဲဒီတော့ကျမရဲ့ဖွယ်ဝင်နေရဒီရှစ်ပတ်တိနဲ့ဒူမွေးနေရနေပြီး၃ရက်ရှိဆိုပြီးတော့ အဖွင့်နေမှာပဲစာပြီးတော့အောင်မြင်တယ်နော်အဲ့တော့ကျမကဒီဘက်ဒီကက်ကလေးထွက်သွားတဲ့အချိန်မှာကျမဘက်ကတောင်းဝန်ကြီးသွားပြီနော်ဒါပေမဲ့ကျမကျမရဲ့အဖွင့်ဝင်တွေကိုအနည်းလေး3ချိန်4ချိန်အမခံပြီးထားတယ်နော်အဲ့တော့ကျမကနောက်ထပ်ကေဘောက်အနည်းနဲ့ထပ်ပို့ပြီးတယ်နော်ကေဘောက်မှာလေဒါအင်္ဂါနေ့ညနေမှာပဲ၄၃ဆိုပြီးတော့တစ်ချိန်ထပ်ရတယ်နော်အဲ့တော့ကျမရဲ့အဖွင့်ဝင်တွေက2ချိန် ြီးပြီလားမပြီးသေးဘူးเนาะဒီနေ့ဒီမှာထပ်ပြီးတော့ဒီမရဲ့အဖွဲ့ဝင်တွေကိုထပ်ပြီးတော့ပို့ပြီးတယ်အဲ့ဒါကငါပတ်တင်เนาะငါပတ်တင်နဲ့မိန်းလေးကနေပြီးတော့၄၅ဆိုပြီးတော့ဒီမရဲ့အဖွဲ့ဝင်တွေက၃ရက်အတွင်းမှာ၃ခြေအောင်မြင်မှုရသွားပြီเนาะအဲ့တော့ဒီမရဲ့အဖွဲ့ဝင်တွေကိုနောက်ထပ်တစ်ခြေကတော့ရေးရေးအမခံတယ်เนาะ အဲ့တော့ညီမကနောက်ထပ်တစ်ချိန်ပြေးတဲ့ခဏလေးဖတ်သွားရင်နောက်ထပ်ထပ်ပြီးပို့ပေးဦးမှာเนาะညီမဘက်ကအမခံပြီးတာကအနည်းလေး၃ချိန်၄ချိန်เนาะအဲ့တော့ညီမရဲ့ဖွဲ့ဝင်နေရ၃ချိန်ရသွားပြီเนาะအဲ့တော့နောက်ထပ်ဒီညက်နေနဲ့မနက်ဖြန်တစ်ပတ်ခါ၅နက်ကြံသေးတယ်เนาะအခု၅နက်အတွင်းမှာ၃ချိန်အောင်မြင်သွားတယ်เนาะနောက်ထပ်၅ချိန်ကြံသေးတယ်เนาะဒီညက်နေပတ်ဝင်နောက်ထပ်၅ချိန် ဲ့ဒီမှာကျမရဲ့ဖွဲ့ဝင်တွေကိုနောက်ထပ်ထပ်ပြီးတော့ပို့ပေးမယ်နော်ဒီဘက်မှာတော့၄ချိန်မကရရင်လည်းရမယ်နော်ကျမဘက်ကအမခံပေးထားတာကတော့၃ချိန်၄ချိန်နော်အဲ့တော့နောက်ဘက်တော့ကိုဂျုံဝင်ခြင်းနဲ့အမျိုးတွေကတော့ဒါနောက်ဘက်တော့ကိုဂျုံဝင်မဲ့အမျိုးတွေကိုခေါ်တာနော်နော်ဒါနောက်ဘက်တော့ကိုကြိုးဝင်မှာကြိုးဝင်မဲ့အမျိုးတွေက ဒီညက်နေစာရေမနက်ဖန်ကြာတာပတိမနက်ညရေတောက်ကြမနက်ညရေငါးချိန်ကိုထပ်ပြီးတော့လက်ဆောင်ကနိုင်ရမယ်ဒါကနောက်အပတ်အတွက်ကိုကြိုးဝင်မဲ့အမျိုးတွေကိုကျွန်မပြောနေတာနော်နောက်ပတ်အတွက်ကိုကြိုးဝင်ခြင်းနဲ့ဆိုရင်ကျွန်မနဲ့ဆက်တွေ့ပြီးတော့ဒီကိုအမြန်ဆုံးလာပေးပါနော်ကျွန်မကတော့နေလီ၃ချိန်၄ချိန် အမခံမိထားတယ်နော်ဒါပေမဲ့ဒီဘက်မှာတော့၅ချိန်နဲ့ဖြစ်ချင်းပြင်မယ်၆ချိန်နဲ့ဖြစ်ချင်းပြင်မယ်နော်အဲ့ဒီတော့ကျမရဲ့ဖုံးဝင်အောင်နေရတော့တည်တယ်နော်အခုမှစပြီးဝင်မဲ့ဖုံးဝင်တည်တည်ကိုပြောနေတာနော်ဖုံးဝင်တည်တည်က၅ချိန်ကျန်သေးတယ်ဒီညက်နေရပါဝင်နော်ကျာတာပရိနေမနေ့ညက၂ချိန်တောက်ကြမနေ့ညက၂ချိန်ဆိုတော့၄ချိန်ဒီညက်နေစားနေဆိုတော့၅ချိန်နော်ဒီ၅ချိန်ကလက်ဆောင်ပြင်းနဲ့ထပ်ပြီးတော့ပို့ပေးမယ် နော်ဒါနောက်ဘက်တော့ကိုကျိုးဝင်မဲ့အမျိုးလေးကိုကျွန်မတည်တည်ချာချာလေးရှင်းပြနေတာနော်အဲ့တော့ကျိုးဝင်ခြင်းနဲ့ဆန္ဒရှင်တော့၅ချိန်မှာအမျိုးလိုအနေနဲ့၂ချိန်ရတယ်ဆိုရင်လေဒါအမျိုးလိုအနေနဲ့ကံကောင်းတာပဲနော်ကျွန်မကတော့ကျွန်မရဲ့ဖွဲ့ဝင်တွေကိုကောင်းဆုံးရှာဖွေပေးမှာအခုလေအမျိုးလိုမြင်တဲ့အတိုင်းပဲလူဟောင်းတွေက၃ချိန်ရသွားပြီနော်အဲ့တော့နောက်ထပ်၅၅ချိန်ကျန်သေးတယ်၅ချိန်မှာ အနည်းလေးနှစ်ကြိမ်ရတော့ရအောင်မှာနော်ဒါလူကောင်းနေဆိုရင်ဒီဘက်မှာဆိုရင်၅ကြိမ်လောက်ရမယ်နော်အဲ့တော့နောက်ဘက်ဘက်ကိုကြိုးဝင်မဲ့အမျိုးတွေကလည်းနှစ်ကြိမ်ရတယ်ဆိုလည်းမနေဘူးနော်အဲ့တော့ဒါကြိုးဝင်မဲ့အမျိုးတွေကဆန္ဒရှိရင်နော်ကျမနဲ့ဆက်သွယ်ပြီးတော့ဒီကိုအမြန်ဆုံးလေးလာပြပါနော်အဲ့တော့ဒီကြိုတင်ပြီးတော့ဝင်မဲ့ဆိုရင်ဒီညနေစာရမယ်မနက်ဖြန်ရမယ်တပတ်ခါရမယ်နော်၅ကြိမ်စာရမယ် တော့ဆန္ဒရှင်တော့ကျမနဲ့ဆက်သွယ်ပြီးတော့ဒီလိုလာပြီပါနော်တန်းနဲ့ထင်းမှလာခဲ့နော်ကျမဘုရုမအတင်းမတိုက်တော့ဘူးနော်လူလူနေနဲ့ဆန္ဒရှင်မယ်ဆိုရင်လာခဲ့နော်တန်းနဲ့ထင်းမှလာခဲ့နော်အဲ့ဒါဆိုရင်ကျမညနေစာအတွက်ကိုအကောင်းဆုံးရောက်ပြီပြီနော် ချိန်သိမ့်မရလို့ကျမတို့ကလည်းအမိတင်ရတာလေညနေကိုအမိတင်ရတယ်ဆိုတော့အကြာကြီးရှာချိန်မရလို့ဒါတော့ပဲရှာပြထားတယ်နော် းနဲ့လေးနဲ့ပေါင်းတော့ငါ။ငါပါဝါတုံညာငါရနခကတော့ငါတုံညာတော့နော်။ဒီညနေမှာဆင်းရမယ်နော်။ကျမလည်းရောင်းလုံးသွားတယ်။ခါတိုင်းဆိုရင်တော့ညနေပိုင်းကိုမတင်းဘူးနော်။ဒီနေ့ကကျမတို့ကဈေးပိတ်တဲ့နေ့ဖြစ်တဲ့အတွက်ကျမတို့ကရှားပြီးတော့တင်ပေးရနော်။အဲ့တော့ဒီညနေမှာဆင်းရမယ်။ဒီညနေမှာထိရမယ်ငါတုံညာတော့နော်။ ပေါင်းမှာနော်ဒီနှလုံးပေါင်းတော့9နဲ့6နဲ့ပေါင်းတော့3 3တိတက်နဲ့ပေါင်းနော်ဒါဒီ3လုံးပေါင်းမှာဒီနဲ့6နဲ့ပေါင်းတော့9ခွန်ခွန်နဲ့ပေါင်းတော့4ဒီပါဝါကကိုလေးနှစ်ခါကနှင်းနှစ်ကပါဝါခခွန်လေးကိုနှစ်ခွန်နော်ဒီကဒီညနေမှာထိရမယ် နော်သူအဲ့တော့ပါဆင်းပြီးသွားတယ်ဒီဘက်က၃ညတစ်လုံးနဲ့ဒီက9တစ်လုံးနဲ့ညနေပိုင်းမှာ9တုံညဆိုပြီးတော့ထွက်သွားပါတယ်နော်အဲ့တော့ဒီနှလုံးပေါင်းမယ်တဲ့ဒီနေ့ရှင်းနေပေါင်းတော့ကိုညနေမိတင်ရတာနော်ဒီမှာတော့တိရှိပေါင်းတော့ကိုကိုပါဝါကလေးကိုနခက6တက်ကိုလေး6နော်ထိုးသားလေးလည်းမိအောင်ဒီမှာလည်းမိအောင်နော် ါလည်းကျမကိုယ်တိုင်နဲ့ထိုးတာအဲ့တော့ကျမလည်းမိအောင်ဒါအမျိုးတွေလည်းမိအောင်ဒါစိုက်ကိုရှေးကြီးမှပြတာနော်အဲ့တော့တဲ့ဒီလိုပေါင်းမှာဒါလေးရဲ့ဒီလိုလေးလောက်တိုင်မှာနော်တင်းနဲ့လေးနဲ့ပေါင်းတော့ငါးငါးအောင်တင်းနဲ့ပေါင်းတော့6တဲ့ဘဝကတိ6နှခက်က9 9ရဲ့ဘဝက4ဟိုဘက်ဒီဘက်အပီပေါက်ဒီညနေမှာเนาะ ဲ့တော့သူကဘာဆင်းပြီးသွားလဲတီချောင်းနဲ့တီတင်းနဲ့6တီဆိုပြီးတော့ထွက်ပါလေတဲ့နော်အဲ့တော့ဒီနှလုံးပေါင်းမယ်တဲ့ခုနကခုနပေါင်းတော့6တဲ့ဒီညနေမှာနော်6ဘဝကတိ6ကနခက9တဲ့6တိ9တဲ့ဒီညနေမှာဆင်းရမယ်နော်အဲ့တော့ပုံမှုပေါ်ဆိုင်တိုင်းမယ်ဒီတို့လေးပေါ့မယ်နော်6နဲ့4နဲ့ပေါင်းတော့3ညာ6 4 ုံညောက်ဒီခွန်နဲ့ပေါ့တုံညောက်ခွန်နဲ့ပေါင်းတော့ခွန်နဲ့ခွန်ပါဘွားကနှစ်ခွန်နဲ့ခက်ကတုံညောက်တုံညောက်ပါဘွားကငါနော်ဒီညနေမှာဟိုဘက်ဒီဘက်အပြီးပါဒါအပြီးပေါက်ဆိုင်အပြီးပေါက်ဆိုင်ပြီးတော့တဲ့ပဋိပဋိပဋိကာတဲ့နော်ပဋိကာဒီလိုပေါင်းမှာ ရဲ့၄ရဲ့ပေါင်းတော့ကိုကိုတုံးနဲ့ပေါင်းเนาะကိုတုံးပေါင်းတော့တဲ့နှစ်နှစ်ပါဝါခွန်နဲ့နှစ်ကနခကလေးတဲ့နှစ်ခွန်လေးရဒီညနေမှာထိပေးရမယ်တဲ့เนาะပြိိန်เนาะဒါဘာထိပေးလဲခွန်တုံးညဆိုတော့ဒီခွန်ပြိိန်ရှင်းပါလေတဲ့เนาะအဲ့တော့ဒီနှလုံးပေါင်းမယ်တဲ့เนาะဒီလိုပေါင်းလိုက်မယ်เนาะ6နဲ့9နဲ့ပေါင်းတော့1 1ကို9နဲ့ပေါင်းတော့3ညာ ညပါပါကငါသုံးညနှစ်ခတ်ကခွန်နဲ့သုံးညငါခွန်ပရိတ်တဲ့ဒီညနေမှာထည့်ရမယ်တဲ့နော်ဆင်ပေးရမယ်တဲ့ပရိတ်ဆိုဖာဆင်ပေးလဲ၆တိဆိုတော့ခွန်ပရိတ်ဆင်ပေးပါတယ်တဲ့အဲ့ဒါဆိုတော့ဒီညနေကြတော့တဲ့သုံးညနဲ့ရှင်းနဲ့ပေါင်းတော့ရှိရှိကိုသုံးနဲ့ပေါင်းတော့ဒီဒီပါပါက6ဒီကနေ့ခါက8ဒီ6ရှိကပရိတ်တဲ့နော်အဲ့တော့ဒီမှာကြည့်ပြမယ်ဒီဟာ 12ဒီကိုနော်ပတိပမအမျိုးတွေက6ကိုပတိနော်ပရိက10 6ရှိပြည်နော်အဲ့တော့ဒီမှာမိတ်ထည့်ပြီမွေးရတဲ့နော်ပရိနဲ့ညီမယ်ဆိုရင်တဲ့6နဲ့ဆိုရင်6ဆောင်းနေဆိုတော့6 5ဒီပတိ 6တို့ည6ပတိ6နဲ့ရှိပတိเนาะဒါမွေး9နဲ့ဆိုလို့ရှင်နဲ့9နဲ့တိပတိ9နဲ့တိပတိ6ပတိဆိုတော့9ခွန်းเนาะပြန်ကနန်းတော့ပြန်ကနန်းမယ်ကြာရင်တော့ဒါပတိနဲ့ညီတာဥထည့်ပြီးတာเนาะဒါကိုနည်းနည်းတော့ရောပြီးတော့ထူတာပြောလို့မရအောင်เนาะပြန်ကနန်းဆိုနေမယ်အဲ့တော့ ကိုနိုင်ဆိုတော့ဒီနှစ်ခွက်ရှိမယ်เนาะအဲ့တော့တင်းနိုင်ဆိုလို့ရှိရင်လည်းဒီမှာတင်းနိုင်တစ်ခုဆိုတော့ရှင်းပြလိုက်ဖြစ်တယ်เนาะနောက်ပြီးတော့တစ်တုံညတစ်ပြိနော်ဒါပြိနဲ့ညီတာကိုကျွန်မထည့်ပေးတာပြီးရင်တော့အာထိုးခါတိုင်းနဲ့ကျွန်မပြောတယ်เนาะအာထိုးဟိုအတရားမရှိရင်တော့မှဘက်သက်ကပြောတယ်เนาะအဲ့တော့ပြိနဲ့မညီတာဆိုရင်လည်း6ခွန်းကသုံးပြိတင်ငါကတင်ငါလည်း6ပြိဖြစ်တယ် ြည့်ထိုးပေါ့မျိုးမျိုးเนาะတင်မ6ခုလေးဖြစ်တယ်ဆိုတော့ဒါဆိုတော့ဒီလိုလှုပ်လိုက်တော့မှာ9နဲ့ဆိုရင်9တုံညာနော်ကုမအဲ့ဒါလို့ရတယ်ဟောတွဲမယ်ဆိုရင်တော့ဒါဒါဒီဘက်နဲ့ဒီဘက်နဲ့တွဲတာเนาะအဲ့ဒါကိုပရိနဲ့ညီတာကိုဒီပေါ်မှာတင်တာပရိနဲ့မညီတာကိုအောက်မှာထားတာတွဲမယ်ဆိုရင်တင်းနေတကွက်ရှိတယ်ဒါပေမဲ့လို့ထဲတော့ပြေးလိုက်မှမျိုးလို့ဒီနှလုံးကြံတော့ တော့သူဒီနှလုံးကြံတော့တယ်နော်ဒီနှလုံးလုံးကမထင်ဘူးဒါပေမဲ့ဒါဘူးတော့အမျိုးလိုနေနဲ့တရားဘူးလောက်ပဲသူမထင်ဘူးနော်ဘာဖြစ်လဲဆိုဒီနှလုံးမကြံတော့လားကြံတာလေးအကုန်ကြနေပြီ၃ရက်အတွင်းမှာအကုန်ကြနေပြီနောက်ထပ်၅နှစ်အတွင်းမှာဒီတင့်နေနေနဲ့အတိုင်းတစ်လုံးလောက်ပဲလာတော့မှဒီလိုအပူကြီးတော့ဒီလိုတေကောနှစ်ကောဆင်းမှာမဟုတ်ဒါပေမဲ့ကျွန်မတို့ရမှာမဟုတ်လို့ဒီလိုတွေးပြီးတာနော်ဒါတော့ short သူတိကျကျွန်မထောက်ပြတယ်နော်ဒါလေးတွေကတော့ပြိနေနေ မျိုးလိုညာရှိတယ်လို့ယူတော့ကျွန်မအကောင်းဆုံးတော့ခြောက်ဖို့ပြီးတယ်နော်ညနေအမီလေးကျွန်မလည်းထိုးအောင်မှာအမျိုးလိုလည်းထိုးချင်အမီလေးနော်အဲ့တော့ဖွဲ့ဝင်မဲ့မျိုးတွေကလည်းဆန္ဒရှိရင်တော့ကျွန်မလည်းဆက်သွယ်ပြီးနော်အဲ့ဒါဆိုရင်ဒီညနေမှာလည်းအောင်မြင်မှုရထက်ကတလဲလေးရရှိနိုင်ကြပါစေ။